ဒီအချက်တွေကြောင့်ဂျိုရှာဘန်ကိုကာမာရူအုစမန်ကဘာမစ်နိုင်မယ်လို့နာမည်ပြောင်းပေးခဲ့တယ်။ပရိသတ်များလုံးပဲမိန့်လာပါဗျာ။မန်ချက်စတာဖော်ဝါ့ဆုံကနေပြန်လဲကြိုးလိုက်ပါရင်ကျွန်တော်ကတော့စောကြီးကကဂျိုရှာဘန်ရဲ့ပရိသတ်တယောက်ပါ။ဘန်ကိုကျွန်တော်ကဘာမစ်နိုင်မယ်လို့တော့မှနာမည်ပြောင်းပေးထားတယ်လို့ USC ရဲ့ထိတ်တန်းဖိုင်တာကြီးကာမာရူအုစမန်ကထုတ်ဖော်ကြေညာသွားခဲ့ပါရင်အုစမန်ကဘန်ရဲ့ပရိသတ်တယောက်ဖြစ်ပြီးသူကဘာမစ်နိုင်မယ်လို့နာမည်ပြောင်းပေးထားတယ်ဆိုတာအတော်လေးမိုက်တယ်နော်။အုစမန်တို့ USC ရဲ့ထိတ်တန်းဖိုင်တာကြီးကဘန်ကိုချီးကျူးပြီးဘာမစ်နိုင်မယ်လို့သတ်မှတ်ပြောဆိုတာက ဗန်ရဲ့ထူးခြားတဲ့အရေးချင်းတွေကိုအတိအမဲ့ပြုလိုက်တာပါပဲဗန်ဟာမြန်မာနိုင်ငံမှာမွေးဖွားခဲ့ပြီးအသက်၁၂နှစ်မှာအမေရိကန်ပြည်ထောင်စုကိုပြောင်းရွှေ့လာခဲ့သူပါသူက USC ရဲ့125ပေါင် flyweight တန်းမှာတိုက်ပွဲဝင်နေတဲ့ fighter 2ဖြစ်ပြီး USC 317မှာ rival လိုထိပ်တန်း fighter တယောက်ကိုအနိုင်ယူပြခဲ့ပြီးတဲ့နောက်အခုဆိုရင် flyweight တန်းရဲ့အဆင့်တင်နေရာကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်သူရဲ့စွမ်းဆောင်ရည်နဲ့တိုက်ပွဲဝင်တဲ့ပုံစံကပရိသတ်တွေနဲ့ fighter တွေကြားမှာအာယုံဆိုင်မှုရရှိလာခဲ့ပါတယ် H4 မှာတင်ထားတဲ့ post တစ်ခုရ ဘန်ဟာအမေရိကမှာအင်္ဂလိပ်စကားမပြောတဲ့အချိန်မှာအနိုင်ကျင့်ခံရမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး MMA ကိုကိုခံပညာအဖြစ်စတင်လေ့ကျင့်ခဲ့တာပါ။နောက်ပြီး2023ခုနှစ်မှာမှာ UFC ပွဲဥထွက်စတင်ထိုးခဲ့ရတာပါ။အခုတော့သူဟာ Flyweight တန်းမှာ NAN ရှည်ဆုံး Fighter တွေထဲကတူဖြစ်လာပြီးနောက်ထပ် Champion ဆုအတွက်စင်ကာပူတယောက်ဖြစ်လာခဲ့ပါပြီ။ဘန်ဟာ Flyweight တန်းမှာ Striking ထိုးချိန်တိုင်းစွမ်းမှာထိုးချွန်သူတူဖြစ်သတ်မှတ်ခံရပါရင် UFC 21ဆင်မှာ Bruno Silva ကိုတတိယအချိန်မှာ TKO နဲ့အနိုင်ယူပြီး UFC 317မှာ Ascent Fighter ဟောင်း Brandon Driver ကို an anonymous decision နဲ့အနိုင်ယူခဲ့တာကသူ့ရဲ့ထိုးချိန်နိုင်စွမ်းကိုတက်တည်ပြခဲ့ပါတယ်။ဗန်ရဲ့တိုက်ပွဲပုံစံဟာပြင်းထန်ပြီးအဆက်မပြတ်ဖိအားပေးနိုင်တဲ့ပုံစံမှာရှိပါတယ်။ဒါကအူစမန်လိုဖိုင်တာ2ကိုထင်ကြီးစေခဲ့ပါတယ်။ H4 က post ကမှဗန်နဲ့ rival ရဲ့ပွဲကို fire the year အဆင့်မီတယ်လို့ဖော်ပြထားပြီးသူ့ရဲ့ထိုးချိန်မှုဟာ flyweight တန်းမှာထိတန်းဖြစ်ကြောင်းတက်တည်ပြခဲ့ပါတယ်။အူစမန်ကဒီလိုပြင်းထန်တဲ့ထိုးချိန်နိုင်စွမ်းကိုနိုင်မယ်တဲမက်ရဲ့အတွက်အိမ်မန်ဆိုးဖြစ်စေသူလို့သတ်မှတ်ပြီးချီးကျူးခဲ့တာဖြစ်နိုင်ပါတယ်။ဗန်ဟာ UFC 317မှာ ရိုင်ဘယ်လိုထိတ်တန်းဖိုင်တာကိုချိန်တော်အတွင်းအပြင်ဆင်ချိန်နဲ့ဖားပြီးအနိုင်ယူခဲ့တာကသူ့ရဲ့စိတ်သက်ပိုင်းဆိုင်ရာခွန်အားကိုပြသခဲ့ပါတယ်။သူကိုယ်တိုင်ကကျွန်တော်ကတခြားဖိုင်တာတွေလိုမတိုက်ပါဘူးလို့ပြောကြားခဲ့ပြီးသူ့ရဲ့ယုံကြည်မှုနဲ့ဖိအားအောက်မှာထိန်းချုပ်နိုင်မှုကိုဖော်ပြခဲ့ပါတယ်။အော့စမန်ကသူ့ရဲ့ကိုပိုင်တိုက်ပွဲတွေထဲမှာဖိအားတွေအောက်ဆွမ်းဆောင်နိုင်ခဲ့တဲ့ဖိုင်တာတို့ဖြစ်တာကြောင့်ဘန်ရဲ့ဒီလိုစိတ်သက်ပိုင်းဆိုင်ရာရင်းချမ်းမှုကိုသဘောကျပြီး ဘာမစ်နိုင်မယ်လို့သတ်မှတ်ခဲ့တာဖြစ်နိုင်ပါတယ်။ဘန်ဟာမြန်မာနိုင်ငံမှာမွေးဖွားခဲ့ပြီးအသက်၁၂နှစ်မှာအမေရိကကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်အနိုင်ကျင့်ခံရမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါကိုကြော်လွှားဖို့ MMA ကိုလေ့ကျင့်ခဲ့ပြီးတော့ UFC မှာပထမဆုံးမြန်မာဖိုင်တာဖြစ်ထင်ရှားလာခဲ့ပါတယ်။ဒီလိုခံနိုင်ရင်လည်းရုန်းကန်မှုကအော်စမန်ရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပြီးသူ့ရဲ့မြန်မာလူမျိုးစိတ်ဓာတ်ကိုဘာမစ်နိုင်မယ်ဆိုတဲ့နာမည်ပြောင်းနဲ့ဂုဏ်ပြုခဲ့တာဖြစ်နိုင်ပါတယ်။အော်စမန်ကိုယ်တိုင်ကလည်း နိုင်ဂျီးရီးယားမှာမွေးဖွားခဲ့ပြီးအမေရိကမှာ MMA ကိုအောင်မြင်ခဲ့သူဖြစ်တာကြောင့်ဗန်ရဲ့ဇလန်းနဲ့ချိတ်ဆက်မှုရှိပြီးဒီလိုရုန်းကန်လာတဲ့စစ်မြေကိုသဘောကျခဲ့တာဖြစ်နိုင်ပါတယ်။ဘာမစ်နိုင်မဲဆိုတဲ့နာမည်ပြောင်းကဗန်ရဲ့တိုက်ပွဲပုံစံကပြိုင်ပွဲတွေအတွက်အိမ်မက်ဆိုးတစ်ခုလိုဖြစ်စေနိုင်တယ်ဆိုတာကိုဖော်ပြပါတယ်။သူ့ရဲ့ထုံးချိန်မှုပြင်းထန်မှုအဆက်မပြတ်ဖိအားပေးနိုင်မှုနဲ့အချိန်တိုအတွင်းပြင်ဆင်ပြီးထိတ်တန်းဖိုက်တာတွေကိုအနိုင်ယူနိုင်မှုကဗန်ကို flyweight တန်းမှာအနေအရှိဆုံးဖိုက်တာတို့ဖြစ်စေပါတယ်။အော့စမန်ကိုတိုင်းကလည်းတဲ့နိုင်ဂျီးရီးယားနိုင်မဲလို့တတ်မှတ်ခံရသူဖြစ်တာကြောင့် ဗန်ရဲ့ဒီလိုပြိုင်ဘက်တွေကိုဖိအားပေးနိုင်တဲ့စွမ်းရည်ကိုနိုင်မဲဆိုတဲ့နမည်ပြောင်းနဲ့နှိုင်းရှင်ခဲ့တာဖြစ်နိုင်ပါတယ်။အချုပ်အဖြစ်ပြောမယ်ဆိုရင်အော့စမန်ကဗန်ကိုဘာမိနိုင်မဲဆိုလို့တတ်မှတ်ပြီးချီးကျူးရတာဟာဗန်ရဲ့ထိုးချိတ်နိုင်စွမ်းအထူးကောင်းမှုဖိအားအောက်မှာစွမ်းဆောင်နိုင်တဲ့စိတ်ဓာတ်မြန်မာလူမျိုးစိတ်ဓာတ်နဲ့ခံနိုင်ရင်လူငယ်ဖိုင်တာတယောက်အနေနဲ့အလားလာကောင်းမှုလို့ကြောင့်ဖြစ်ပါတယ်။ဗန်ရဲ့ပြိုင်ဘက်တွေအပေါ်အနေနဲ့ပေးနိုင်စွမ်းနဲ့မြန်မာနောက်ခံစစ်မြေတို့ကိုပေါင်းဆက်လိုက်တဲ့အခါအော့စမန်နမည်ပြောင်းပေးထားရင်ဘာမိနိုင်မဲဆိုတာတကယ်ကိုလှပပြီးအတိတ်ပဲရှိစွာပေါ်ထွန်းလာခဲ့ပါတော့တယ်။ ပြည်သက်များကရောဗန်ဟာဘာမိနိုင်မယ်ဆိုတဲ့နာမည်ပြောင်းနဲ့ లై ဖက်တယ်လို့ထင်မိကြလားပြောမိခဲ့ကြပါဦးဟုတ်ကဲ့ပါများဗီလီကလောက်ပါမယ်နောက်နေ့မှလည်းအာဂါဆာနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share မိကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ